ခေါင်းပြတ်တရေမှာရှိတဲ့လန်ဒန်မြို့ကကြောက်စရာအကောင်းဆုံးမျှော်စင်ပြည်သူများလုံးမင်္ဂလာပါရှင်အမန်းချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အင်္ဂလန်နိုင်ငံလန်ဒန်မြို့ရဲ့တမိုင်းဝင် မျှော်စင်ကြီးကနှစ်ပေါင်းတစ်ထောင်နီးပါးကြာသွေးစွန်းနဲ့တမိုင်းမှတ်တမ်းတွေလူသတ်မှုတွေတက်စာဖတ်မှုတွေနဲ့ပြည့်နှက်နေပါတယ်ဒီနေရာကို1066ခုနှစ်မှာဝီလီယံဘုရင်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်တည်ဆောက်ခဲ့အောင်ဘုရင်ရဲ့နန်းတော်ထောင်ချုပ်စကံကွမျက်ရာနေရာဖြစ်အသုံးပြုခဲ့ပါတယ် ဒါကြောင့်လည်းဒီနေရာမှာတည်ဆုံးသူတွေရဲ့ဝိညာဉ်တွေအခုထိမကျွမလွတ်ပဲရှိနေရလို့ယုံကြည်ကြပါတယ်။အထင်ရှားဆုံးတရေဇလန်ကတော့အန်နီဘိုလင်းရဲ့ဝိညာဉ်မှာသူမကို1536ခုနှစ်မှာတစ္ဆာဖောင်မှုနဲ့ဆွဆွဲပြီးတော့ခေါင်းဖြတ်ကွန်မြတ်ခဲ့ပါတယ်။သူမရဲ့ခေါင်းဖြတ်ထားတဲ့ခန္ဓာကိုယ်ကိုလက်နဲ့တင်ပြီးတော့လှည့်လည်နေတဲ့တရေကိုမျောစင်တွင်းမှာ မကြာခဏတွေ့ရတတ်ပါတယ်။ ဂျိမ်းဆန်ဆိုတဲ့စစ်သားတယောက်က1958ခုနှစ်မှာသူမရဲ့တရေကိုမြင်ပြီးတတိလက်သွားခဲ့ပါတယ်။နောက်ထပ်ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုကတော့1483ခုနှစ်ကပျောက်ဆုံးသွားခဲ့တဲ့မင်းသားငယ်နှစ်ပေါင်း The Prince in the Tower ရဲ့ဝိညာဉ်ဖြစ်ပါတယ်။သူတို့ကိုသူတို့ရဲ့ဦးလေး Richard III ကတတ်ခဲ့တယ်လို့ယုံကြည်ကြပါတယ်။မျော်စင်ရဲ့အလိုက်ကောင်းတွေထဲမှာသူတို့ရဲ့ငိုတန်နဲ့ကစားတန်တွေကိုကြားရတတ်ပါတယ်။ 1930ပြည်နှစ်ကစောင့်ကြည့်ရမှုတစ်ယောက်ကတော့အဖျော်ရအဝိစုံများဝစ်စင်ထားတဲ့ကလေးတရေနဲ့ကောင်ကိုလက်ချောင်းနဲ့ညှို့ပြနေရလို့မှတ်တမ်းတင်ခဲ့ပါတယ်။ဒါတင်မကသေးပါဘူး။ Lady Jane Grey ရဲ့ဝိညာဉ်ကလည်းဒီမျိုးစင်ကိုမကြခဏလာရောက်လေးရှိပါတယ်။1954ခုနှစ်မှာဘယင်မကြီး Mary ကသူမကိုကိုရက်သားထီနန်စိုးစံခွင့်ပေးပြီးတော့ခေါင်းဖြတ်တက်ခဲ့ပါတယ်။သူမရဲ့တရေဟာညအချိန်မျိုးစင်ရဲ့ပြတင်းပေါက်တွေမှာပုံရိပ်ပြန်ဟပ်လေးရှိပြီးတော့ တခါတော့ကဓာလီကစောင်းတယောက်ကသူ့မကိုမြင်ပြီးတော့အလုကနေထွက်ပြေးခဲ့ပါတယ်။ဒီမျိုးစင်ကြီးရဲ့နောက်ထပ်လက်ဝဲချက်တကူကတော့ soft tower ပါ။ဒီနေရာမှာစကြောက်ရစုကတပုံတွေကိုညှဉ်းပန်းနှိပ်စက်ခဲ့ပြီးတော့နေရံတွေမှာသူတို့ရဲ့စိတ်ဓာတ်ကိုပေါ်ပြနေတဲ့တင်ကြတွေစာရီယနေ့ထိကြန့်ရှိနေပါတယ်။2003ခုနှစ်ကခရီးသွားတယောက်ကညချိန်မှာဒီ tower အတွင်းလှည့်လည်စဉ်ငါ့ကိုကဲတင်မှာဆိုတဲ့အတန်တွေကိုကြားခဲ့ပြီးတော့နေရံမှာလက်သေးချင်ရာတွေကိုမြင်ခဲ့ရပါတယ်။ ဒါပြင်မျောစင်းရဲ့ပြတိုင်းမှာပြသထားတဲ့ကျေးနံစီဝိုင်းတွေနဲ့ပတ်သက်ပြီးတော့လေတရေဇလန်ရှိပါတယ်။1940ပြည်နှစ်ကစစ်သားတစုကဒီစီဝိုင်းတွေကိုခိုးယူဖို့စ조사ခဲ့ပြီးတော့နောက်တနည်းမှာပဲသူတို့အားလုံးအတည်တွေ့ရပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်တွေမှာဒဏ်ရာတွေကဘယ်သူရဲ့လက်ရလဲဆိုတာကိုမသိရပေမဲ့ညအချိန်စီဝိုင်းတွေဘေးမှာတန်ချေခြင်းတွေကြားရတယ်လို့စောင့်ကြက်သူတွေကပြောပါတယ်။တကယ်ကြောင့်ဆရာကောင်းတာကဒီမျောစင်ကိုစောင့်ကြက်နေရဲ့အနက်ရောင်ကြီးကန်းတွေရဲ့အကြောင်းပါပဲ။ ဒဏ္ဍာရီရရတော်ဒီကြီးကန်းတွေပျောက်သွားရင်မျောစင်းတဲ့သူပြည်တိရှနိုင်ငံမှာပြိုလဲမယ်လို့ဆိုပါတယ်1950ပြည်နှစ်ကကြီးကန်းတကောင်တည်ဆုံးပြီးနောက်ညာချိန်မှာသူ့ရဲ့အော်တန်ကိုမကြခနာကြားရပြီးတော့မီးတောက်လိုအကောင်ရိပ်တွေမြင်ရတယ်လို့စောင့်ကြက်သူတွေကအမှတ်တမ်းတင်ခဲ့ပါတယ်ဒီမျောစင်ကြီးကတော့သမိုင်းရဲ့သွေးချောင်းစီးမှုတွေမင်းစိုးမိညစ်တွေရဲ့အမှတ်တမ်းအချက်လက်တွေကိုသိမ်းဆည်းထားပါတယ်တကယ်လို့တင်ကသမိုင်းတန်တိုင်းမှတ်တမ်းတွေကိုစိတ်ဝင်စားတယ် လေဝက်ချက်တွေကိုစူဇန်ဘိုစိတ်ဝင်စားတယ်။ဒါမှမဟုတ်တရေ၆တာခန့်ကျင်နေလန်ဒန်မြို့ကမျော်စင်ကြီးရဲ့ဝိညာဉ်တွေကတင့်ကိုစောင့်ကြုံနေမှာဖြစ်လို့တစ်ခေါက်တစ်ခါတော့အလေသွားဖို့တိုက်တွန်းလိုက်ပါရရှင်။ဒီနေ့ဗီဒီယိုလေးကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါရရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါဦးနော်။အဆုံးတကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။